အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးစုဟဲရရွာမကြီးရွာမငဘဲချောင်းဌာနသို့ဆက်လက်ကြွချီးပူဇော်ခံတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးစုသည်စက်တင်ဘာလ25ရက်နေ့နဲ့9နာရီတွင်အင်းလေးဒေသဟဲရရွာမဌာနစံချောင်းတော်မှငဘဲချောင်းကြီးရွာစံချောင်းတော်သို့ဆက်လက်ကြွချီးပူဇော်ခံလျက်ရှိကြောင်းသိရှိရပါတယ်။ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များပင်ဆောင်သည့်ကရဝိတ်ဖောင်တော်ကိုအင်းသားရိုးရာဆွဲလီ65စီဖြင့်ပင်ဆောင်ပူဇော်ခဲ့ပြီးငဘဲချောင်းကျေးရွာစံချောင်းတော်တွင်ဆရာတော်တန်ဃာတော်များဒေသခံပြည်သူများအနေနဲ့အရရမဖျားဘူးလာပြည်သူများကဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များကိုစွန့်ရည်ချံပန်းရွှေတင်ငန်းများဆက်ကပ်လူဒန်းခဲ့ကြပါသည် အဆိုပါအင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များသည်ငပေကျောင်းဌာနဆံကျောင်းတော်တွင်တညတာကိန်းဝတ်ပူဇော်ခံပြီးစက်တင်ဘာလ26ရက်နနေ့9နာရီတွင်ဂျေစာကုန်းဌာနဆံကျောင်းတော်သို့ဆက်လက်ကြွကြီးပူဇော်ခံပြီးဖြစ်ကြောင်းသိရှိရပါသည်ခမညာ